တာလီဆိုပါဒီကနေ့စက်တင်ဘာလ18ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကျောက်တော်မြို့နယ်ကပုဂ္ဂလိကအလွတ်တင်ကျောင်းတွေကိုအကြံဖက်မြန်မာလေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ရခိုင်ကကျောင်းသားကျောင်းသူ20ကျော်ဘုံကျဲတက်ဖြတ်ခံရမှုအပေါ်မှာကဘာလုံးဆိုင်ရာ ရခိုင်မျိုးသားကွန်ရက်ကအပြင်းထန်ကန့်ကွက်ရှုံ့ချလိုက်တဲ့ဆိုတဲ့သတင်း မြန်မာလေတပ်ကရခိုင်ကျောင်းသားတွေကိုဘုံကျဲတပ်ဖြတ်မှုအပေါ်မှာ American Rakhine Community AAC ကအပြင်းထန်ကန့်ကွက်ရှုတ်ချသလိုအဆက်သုံးချက်ကိုလည်းတောင်းဆိုလိုက်တဲ့ဆိုတဲ့တဲ့ဘင်္ဂလားရခိုင်နေဆက်တလျှောက်ကနှစ်လအတွင်းဖန်ဆီရမိတဲ့မူရစ်ဆေးဝါးတနတ်တွင်နဲ့ဖန်ဆီခံရသူအရေးအတွက်တွေကိုဘင်္ဂလားဒေ့ရှ်နေချာဆောင်တက်ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးထုတ်ပြန်လိုက်တဲ့ဆိုတဲ့တဲ့တွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျောက်တော်မျိုးနေကပုဂ္ဂလိကအလွတ်တင်ကျောင်းနှစ်ကျောင်းမှာပြည်ညာဆေးပုနေကြတဲ့အဆောင်နေကျောင်းသား20ကျော်ကိုအကြဖတ်မြန်မာလေတက်ကပုံကျဲတက်ဖြတ်ခင်းမှုအပေါ်မှာကဘာလုံးဆိုင်ရာအရခအမျိုးသားကွန်ရက်ကဒီလ15ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြီးတော့အပြင်းထန်ကန်ကွက်ရှုတ်ချလိုက်ပါတယ်။မြန်မာအချင်းဖတ်စစ်ကော်မရှင်ကဂျနီဗာကွန်ဗင်းရှင်းမှာပါတဲ့စစ်မှတ်ဖြစ်ပွားနေတဲ့နေရာတွေကအရက်သားတွေကိုကောက်ွယ်ဆောင်ရှောက်ရမယ်ဆိုတဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလုံးဝလေးစားလိုက်နာမှုမရှိဘဲနဲ့စစ်ပွဲနဲ့မသက်ဆိုင်တဲ့ရခိုင်ပြည်ကစတင်ကြောင်းတွေစေယုံတွေတပ်တနီကအဆောက်အဦတွေအပါအဝင်အများပြည်သူသွားလာနေထိုင်တဲ့နေရာတွေကိုတမင်တကာပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုဆောင်ရွက်နေကဆေးရဆွေးမှုတွေကိုပြောင်ပြောင်တင်းတင်းရှို့ဖောက်ကျူးလွန်နေရရှိတယ်လို့ဖော်ပြထားပါတယ်။ကျောက်တော်မြို့နယ်တရက်တပင်ကြီးရွာကပညာပန်းခင်းစတင်ကြောင်းနဲ့အမြင့်သစ်စတင်ကြောင်းတွေအပေါ်ကိုကလေးငယ်ရင်းညအရှင်အိပ်ပျော်နေစင်မှာ ပေါင်900ပုံနှလုံးနဲ့ရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်တပ်ဖြတ်မှုအပေါ်ကမ္ဘာလုံးဆိုင်ရာအာရခအမျိုးသားကွန်ရက်ကပြင်းထန်စွာရှုတ်ချလိုက်တယ်လို့လည်းဖော်ပြထားပါတယ်။အဲ့ဒီကြေညာချက်ထုတ်ပြန်ရမှာကမ္ဘာလုံးဆိုင်ရာအာရခအမျိုးသားကွန်ရက်မှာပါဝင်တဲ့အမေရိကန်နိုင်ငံ UAN ၊ကနေဒါနိုင်ငံက UANC ၊ဒိမတ်နိုင်ငံက UAND ၊ဂျာမနီနိုင်ငံက UANG ၊ကိုရီးယားနိုင်ငံက UANK နော်ဝေးနိုင်ငံက UANN ဆွီဒင်နိုင်ငံက UANS1 ဂျပန်နိုင်ငံက AUJ နယူးဇီလန်နိုင်ငံက ANZ နဲ့ပါပူဝါနယူးဂီနီက UANPNG တို့ပါဝင်ကြတာဖြစ်ပါတယ်။ရခိုင်ပြည်ကျောက်တော်မြို့နယ်တရက်တပင်ကြီးရွာကအလွတ်တင်ပညာသင်ကျောင်းနှစ်ကျောင်းရဲ့ဘော်ဒါဆောင်မှာနေထိုင်တဲ့ကျောင်းသားတွေမြန်မာလေတပ်ရဲ့ဘုံကျဲတပ်ဖြတ်ခံရမှုအပေါ်မှာ American American Community AAC က အပြင်းထန်ကန့်ကွက်ရှုတ်ရှားတယ်လို့အင်္ဂလိပ်ဘာသာနဲ့ကြေညာချက်ထုတ်ပြန်ပါတယ်။ဒီလိုရဟာဆေးရောင်ဆွေးမှုတာမကရခိုင်ပြည်သူတွေရဲ့အနာဂတ်ကိုဖျက်ဆီးဖို့ရည်ရွယ်တဲ့လူမျိုးတုံးတက်ဖြတ်မှုလုပ်ရဖြစ်ကြောင်းနဲ့အဆက်သုံးချက်ကိုလည်းတောင်းဆိုထားတာဖြစ်ပါတယ်။ကိုလသမကနဲ့သူ့ရဲ့လက်အောက်ခံသက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ဒီပြစ်မှုတွေကိုချက်ရှင်းစုံစမ်းစစ်ဆေးဖို့နဲ့ဆေးရောင်ဆွေးမှုနဲ့လူသားမျိုးနဲ့အပေါ်မှာကျွလွန်တဲ့ဆေးရောင်ဆွေးမှုတွေအတွက်မြန်မာစစ်အစိုးရကိုတာဝန်ယူမှုရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့စစ်ကော်မရှင်ကို ပုံမထိရောက်တဲ့ပိတ်ဆို့အရေးယူမှုတွေရှာမှတ်ဖို့နဲ့ရခိုင်ပြည်နယ်မှာရှိတဲ့အရက်သားတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကအကွေတွေပေးဖို့နောက်ထပ်တစ်ချက်အနေနဲ့ကတော့ဒီလိုအကြမ်းဖက်မှုတွေကိုတွန်းလှန်ရမှာဒီမိုကရေစီနိုင်ငံတွေနဲ့နိုင်ငံတကာမိသားစုတွေအနေနဲ့ရခိုင်နဲ့မြန်မာနိုင်ငံအတွင်းကပြည်သူတွေအတွက်စီးလုံးညီညွတ်စွာရပ်တည်ပေးဖို့လို့ဖြစ်ကြပါတယ်။အခုလိုအပြစ်မဲ့ចောင်းသားတွေနဲ့အရက်သားတွေကိုတမင်တကာရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဟာ ဆေးရဆွေးမုံမြောက်တဲ့လောက်ရက်သားမကရခိုင်ပြည်သူတွေရဲ့အနာဂတ်ကိုဖျက်ဆီးဖို့ရည်ရွယ်တဲ့လူမျိုးတုံးတပ်ဖြတ်မှုလောက်ရက်ဖြစ်တယ်လို့လည်း American American Community AAC ကထုတ်ပြန်ပြောဆိုထားပါတယ်မင်္ဂလာရခိုင်နေဆက်တခြားကနှစ်လအတွင်းဖန်ဆီရမိတဲ့မူရစ်စေဝါတနက်တွင်နဲ့ဖန်ဆီခံရသူအရေးအတွက်တွေကိုဘင်္ဂလားဒေ့ရှ်နေချာဆောင်တက်ကသတင်းစာရှင်းလင်းပွဲပြုလုပ်ကထုတ်ပြန်လာပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့စ်ဘဇာခရိုင်ရာမူပန်းဝနေမြေအခြေဆိုင် နေချာဆောင်တက် BGB တယင်းမှုပူမူကြီးတယောက်ကတလင်းလာနေနေလေပိုင်းမှာ Cost Bazaar နေချာဆောင်တက်ဖွဲ့အေးရိတ်သားမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာဘင်္ဂလားမြန်မာနိုင်ငံရခိုင်နေဆက်တလျှောက်ကနေဖန်စီရမိခဲ့တဲ့မူရစ်စင်ဝါလက်နက်တွေနဲ့ဖန်စီခံရသူစီရင်ကို ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။ဒေါက်တာထရင်ဘူးရဲ့တည်င်းအရာရခိုင်နဲ့နေချက်ရှင်ထိဆက်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇာရခိုင်ခေါ်ဖလောင်းရှိတ်ခရိုင်နဲ့ ဗင်ဒရိုဘင်ရွာတော်ခရိုင်နတ်ကျောက်စရီမြို့နယ်တို့ကနေနှစ်လအတွင်းမူရစ်စေဝါတာကာငွေ88ဒသမ6ကတဲ့တန်ဖိုးကိုဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါရယ်။ပါဝင်ပတ်သက်မှုနဲ့တန်တရာရှိသူစုစုပေါင်း188ယောက်ကိုလည်းဖမ်းဆီးခဲ့တယ်လို့ဇူလိုင်လ15ရက်နေ့ကနေစက်တင်ဘာလ18ရက်နေ့အထိစစ်စင်ရေးအတွင်းမှာ Robert Sevilla 2008209ပြားသလင်းမှတ်836 kg ဘီယာ168ဘူး၊ချက်အရက်365ဒသမ9လီတာနဲ့ဆေးလျှောက်2425ကီလိုဂရမ်တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်းပြောဆိုထားတာပါ။တချိန်ထဲမှာပဲငွေကျပ်22ဒသမ30သိန်းတန်ဖိုးရှိတဲ့တနက်တွေကိုလည်းသိသိရမိခဲ့တယ်လို့ဆိုထားပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးရေရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့တနင်္သာရီတိုင်းဒဝေမြို့ကနေစစ်ကူလာတဲ့အကြံဖတ်မြန်မာစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရလို့အကြံဖတ်စစ်တပ်ဖက်ကနေဆေးရောက်သေဆုံးသွား15ရောက်တရားရရှိခဲ့တယ်လို့သိရပါဗျ။ KNU ကရင်မြို့သားအစည်းအရုံး ဗိတ်တဝေခရိုင်အတွင်ပြီးခဲ့တဲ့စက်တင်ဘာလ14ရက်နေ့မှာ အာနာသိန်းအကြံဖတ်ကြောင်မဲတောင်တပ်စခန်းကတဝေမျိုးကိုစစ်ကြောင်းချင်းပြန်လာနိုင်ဖို့တဝေမျိုးကနေတက်လာတဲ့အကြံဖတ်မြန်မာစစ်တပ်စစ်ကူအင်အားတရားဝန်းကျင်ကိုကရင်တပ်တွေကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KNU ဗိတ်တဝေခရိုင်ပြည်သူဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးကစက်တင်ဘာလ16ရက်နေ့မှာထုတ်ပြန်ပါတယ်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာလေးတရင်စနစ်တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပဂါရီကျေးရွာအနီးမှာဂျားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အာနာသိန်းအကြံဖက်စစ်တပ်က၁၀%သေဆုံးက15%ရလောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MA1 တလက်အပါအဝင်လက်နက် KN တွေကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။အကြံဖက်မြန်မာစစ်တပ်ကအထိနာတဲ့အတွက်တပ်ပွဲနဲ့သက်ဆိုင်မှုမရှိတဲ့ပဂါရီကျေးရွာအတွင်ကိုဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဖုန်းတော်ကြီးကြောင့်တကြောင်အပါအဝင်ပြည်သူလူထုနေအိမ်တရှို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်းဖော်ပြထားပါရဲ့ရှင်။ ဆက်လက်ပြီးနိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးသွားမှာပါအိန္ဒိယအခြေဆိုင် The Economic Times ရဲ့အဆိုအရအိန္ဒိယနဲ့မြန်မာနေဆက်အနီးမှာတည်ရှိတဲ့မဟာဗျူဟာအရာအရေးပါတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်တောင်တန်းနေမှာအမေရိကရဲ့စီးရေလှုပ်ရှားမှုတွေတိုးလာနေတာဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုကျွလွန်ပြီးဒေသအတွင်းနိုင်ငံတွေအတွက်စိုးရိမ်စရာဖြစ်လာနေတယ်လို့ဆိုပါတယ်ဘင်္ဂလားဒေ့ရှ်ကမဟာဗျူဟာအရာအရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့စစ်တကောင်ဒေသမှာ အမေရိကန်ရဲ့စီးရီးတိဆောင်မှုဟာဖြစ်နိုင်ရရှိတဲ့လုံခြုံရေးဆိုင်ရာတည်ရောက်မှုတွေကိုဒေတာရင်းကိုတတိပေးမှုတရဖြစ်တယ်လို့ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုထားကြပါတယ်။ဂျပန်နိုင်ငံမှာရှိတဲ့ American Leader ရဲ့ Yokota အခြေစိုက်စခန်းမှာရန်နာလေးရှိတဲ့မြေပြူဟာမြောက်တည်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်တဲ့ C130 J Super Hercules ဟာမကြာမီကစစ်တကောင်မျိုးနဲ့အတွင်းမှာရှိတဲ့ ရှာဟမ်မနက်အပီပီဆိုင်ရာလေဆိပ်ကိုဆင်းသက်ခဲ့တယ်လို့သိရပါဗျ။ဒီလသူတွေကဒီသတင်းကိုကုကသုံးသက်ရမှာတော့အမေရိကန်ရဲ့စစ်လီရင်ခီးစင်ဟာဘင်္ဂလားပင်လယ်အော်အေရီယာဒေသအတွင်းနိုင်ငံခြားအင်အားကြီးနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုတိုးမြင့်လာတာနဲ့ဆက်စပ်နေပုံရတယ်လို့ပြောဆိုထားပါဗျ။ဒီနေရာဟာအိန္ဒိယရဲ့အခြေမြောက်ဒေသမြန်မာနိုင်ငံတို့နဲ့နှိဆက်စွာတည်ရှိနေတာဖြစ်ပါဗျ။ အမေရိကန်ဝါရှင်တန်နဲ့တရုတ်ပေကျင်းနှစ်နိုင်ငံစလုံးဟာမြန်မာနိုင်ငံကတော်လင်ရေးအဖွဲ့အစည်းတွေကိုထောက်ခံမှုပေးဖို့ကြိုးပမ်းညီကြတယ်လို့လည်းသတင်းမှာဖြစ်သွင်းဖော်ပြထားပါတယ်။အခုနှစ်အစောပိုင်းမှာဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်တို့ဟာ Operation Pacific Angle 25နဲ့ Tiger Lightning 2025စတဲ့စီးရီးလေးကျင်းမှုတွေကိုအဲ့ဒီဒေသတွေမှာပြုလုပ်ခဲ့ကြပါတယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးရှုံဟောင်းရှိတ်ဟာစီးနာဟာ အမေရိကန်ရဲ့အကျိုးစီးပွားအတွက်ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်မှာရှိတဲ့စိမာတိန်ကျွန်းကိုပေးအပ်ဖို့ညှင်းဆိုပြီးတဲ့နောက်အမေရိကန်ကသူမကိုဖိရှားဖို့အတွက်ကြိုးပမ်းခဲ့တယ်လို့ဆိုစေခဲ့ပူပါတယ်။အခုပြောနေတဲ့အမေရိကန်စစ်ရှစ်ထွင်လာတဲ့စစ်တကောင်တောင်တန်းနေကိုဗင်ဒရိုဘင်ခါကာဆိုရီနဲ့ဘရန်ကာမတီခရိုင်၃ခုနဲ့ဖွဲ့စည်းထားပြီးတော့2022ခုနှစ်စည်ရင်တွေအရလူဦးရေ18သိန်းကျော်ရှိပါတယ်။ဒီဒေသမှာလူဦးရေရဲ့တဝက်လောက်ဟာမြေပြန့်ကနေအခြေချလာတဲ့ ဘင်္ဂလီတွေဖြစ်ကြပြီးတော့ကျန်တဲ့တဝက်ကလူနည်းစုတွေဖြစ်ကြကအဲ့ဒီအထင်းမှာဗုဒ္ဓဘာသာကိုးကွယ်သူတွေအများစုဖြစ်ကြပါတယ်ဘင်္ဂလားဒေ့ရှ်အစိုးရအဆက်ဆက်ကတော့စစ်တကောင်းတောင်တန်းနေမှာလူမျိုးစုလက်နက်ကင်တော်လန်ရေးကိုအကြောင်းပြပြီးနိုင်ငံခြားသားတွေဝင်ရောက်ခွင့်ကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်တားမြစ်ထားတာဖြစ်ပါတယ်နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နရင်စရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်စရာရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။